အလုံးမိုင်းမင်္ဂလာပါဗျာခုတစ်ခါမှာတော့စက်တုံးနဲ့သမီးလေးတွေအပြိုလောက်ပြီးတော့ live မော်တင်နေတာကိုမိဘတွေတဘောကြနေလို့ပြောပြလာတဲ့ NDA ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးချပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာအိမ်တော်ရေးရဲ့ ယောက်ျားတွေမကောင်းကြောင်ပြောတာတွေရောကျွန်မခဏလောက်ရက်ထားမယ်ပေါ့နော်ဟိုကျွန်မတို့ TikTok မှာဖြစ်ဖြစ်ဟိုဟာမ YouTube မှာပဲဖြစ်ဖြစ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့တချို့ကြီးနဲ့ပတ်သက်တဲ့အကြံပေးတွေအများကြီးရှိပါတယ်ယောက်ျားတွေမကောင်းကြောင်ဖောက်ပြန်တာကိုခံရတဲ့အမျိုးသမီးတွေရင်ဖွင့်တာတွေလည်းအများကြီးရှိပါတယ်ပေါ့နော်အဲ့တခြားအမျိုးသမီးတွေပြောတာကပြဿနာမဟုတ်ဘူးကျွန်မပြောတာလည်းနည်းနည်းပြဿနာရှိတယ်ဘာဖြစ်လို့လဲဆိုတော့2014 Facebook စတုန်းက ဒီကနေ့အထိပေါ့နော်ကျမလည်း face မှာ friend ဖြစ်ခဲ့ဖြစ်နေစေကျမရဲ့ friend တွေအကုန်လုံးသိပါတယ်ကျမအရင်အတိုက်ခိုက်ခံရတယ်ဘာမှမလုပ်နဲ့လှုပ်တာနဲ့ပြောခံရပြီအဲ့တော့ဂယူဆိုင်လို့လားလို့ပြောတော့ဂယူမဆိုင်ပါဘူးရှင်ဒါပေမဲ့ဒီအသက်အရွယ်တခုရောက်လာတဲ့အခါမှာကျမကဘာလို့ပြောမလဲအာဖြည့်ရှင်းချက်တွေမပေးချင်တာကွာ ဟိုသူတို့ ਨੇ ရံဖြစ်ချင်တော့တာကို့အတွက်လည်းဘာမှအကျိုးမရှိတဲ့လူတွေ ਨੇ ငင်းခေါ်မဲ့အလုပ်တွေကျမလုံးဝမလုပ်ပါဘူးအဲ့တော့ဟိုတကယ်တော့လေကျမကိုချစ်တဲ့သူရှိတယ်လို့မချစ်တဲ့သူလည်းရှိမှာပဲကျမကိုကြည်ရတဲ့သူရှိတယ်လို့ကြည်မရတဲ့သူလည်းရှိမှာပဲလူတိုင်းလူတိုင်းကတော့အမြင်နဲ့တော့ကို့ဟိုပေါ့လူတိုင်းချစ်ရမယ်ဆိုတာတော့ဘယ်သူမှမရှိဘူးပေါ့လေနော်အဲ့ဒီသဘောပါအဲ့တော့ကျမခဏလေးရက်ထားပြီးတော့ကျမအခုပြောမဲ့ဗီဒီယိုဖိုင်လေးက ကျမမွေးလာတဲ့အချိန်ကနေစိုက်ကျမရဲ့ကလေးဘွားတစ်ချောင်းလုံးဟာလေးကိုကျမပြန်ပြောပြချင်တာဘာလို့ပြောပြချင်လဲဆိုတော့လူတိုင်းလူတိုင်းမှာငယ်ဘွားတွေရှိတာမှန်တယ်ကျမမှာလည်းရှိသလိုတခြားလူတွေမှာလည်းအများကြီးရှိမယ်ဒါပေမဲ့ကျမတို့ငငယ်တုန်းကငယ်ဘွားကလေးဘွားပီပီပိကလေးဘွားကိုရခဲ့တာနဲ့အခုကကလေးတွေရဲ့ဘွားတနည်းမှမတူဘူးရှင်ကျမတို့ဘွားတွေကကြာတော့တကယ်ကလေးဘွားကိုပီပီပြင်းပြင်းပိုင်ဆိုင်ခဲ့တာအဲ့တော့ ီးတော့ဘာလို့ဒီလိုမျိုးငယ်ပွားကိုပြောချင်လဲဆိုတဲ့အခါမှာကျွန်မအခု TikTok မှာ YouTube မှာတွေ့နေတာကကလေးတွေပေါ့နော်ကလေး၃နှစ်အရွယ်လေးတွေလည်း social media တုံးကြတယ်တိလား TikTok တုံးကြတယ်တချို့ဆိုရင်ဟုတ်တလောတော့မှတွေ့တာလေအဲ့လိုမျိုး17နှစ်17နှစ်23နှစ်ပဲရှိအောင်ပါဗော main ကလေးနော်အဲ့ဒါကိုမိဘကိုယ်တိုင်ကအရန်ကိုလေအသက်ရွယ်နဲ့မမျှတဲ့ဝစားစင်မှုနဲ့ မလိုက်ဖက်တဲ့ပုံစံအမှန်ဆိုရင်17နှစ်17နှစ်23နှစ်ဆိုတာကလေးပဲလေကလေးပုံစံတိုင်းရှိရမှာမရှိတဲ့ရင်ကိုလှုပ်မရှိတဲ့ဖင်ကိုလှုပ်မတင့်တော်တဲ့အဝတ်စားဝတ်ပြီးတော့ကိုတစ်တော့မှလှုပ်ခါချီခါခါတုံပြီးတော့ကိုအပြူကြီးစတိုင်နဲ့တစ်တော့ပေးသုံးနေတာကိုဘေးနာမိဘတွေကနေပြီးတော့အဲ့လိုမျိုးအရန်ကိုအားပေးအားမြောက်အားမြောက်ပြုတ်နေတဲ့ကလေးလေကျမတွေ့ရတယ်ကျမအမတန်အဝေါ်ပါတယ်တိလားဒါအရန်အန်ဒီများပါတယ် နာမည်ကြီးကျင်တာလားချင်းပေါ်ကြော်ကြားကျင်တာလားလက်ခုပ်တန်တွေကိုတိတ်ကြိုက်တာလားတော့ကျမလည်းမသိဘူးပေါ့နော်ဒါပေမဲ့တခုတိဖို့ကသမီးလေးတွေမွေးရတဲ့အမေပဲဖြစ်ဖြစ်သားတွေမွေးရပဲမိခင်ပဲဖြစ်ဖြစ်လက်ခုပ်တန်ရဖို့အတွက်အနောက်မှာခက်ပြရတယ်အများကြီးဖြစ်ရမယ်ဆိုတော့သတိလေးတော့ရှိဖို့လိုတယ်နော်ကို့သားသမီးကိုကလေးရွယ်မှာကလေးလိုပဲထားစီချင်ပါတယ်ကျမပြီးခဲ့ဟိုအရှေ့ကဗီဒီယိုဖိုင်မှာလည်းပြောပြီးသားနော်ကျမကလေးလေးတွေကိုဖုန်းမပေးသုံးပါနဲ့တက်နိုင်တဲ့လောက်ရှော့ပေးပါ ရသလောက်ထိမ့်မိပါဒီဖုန်းထဲကနေပြီးအန်ဒီရီကိုလက်ရက်ခေါ်ပါတယ်မဖြစ်တင်တာတွေဖြစ်ပါတယ်ကျမတို့ခစ်တုံးကဒီလိုမျိုးအခုခစ်လိုမျိုးကျမတို့မကြားဘူးတဲ့ဟာတွေအများကြီးလုံးဝမရှိဘူးနော်ကျမတို့ဒီလုံးဝကလေးဘွားကိုလုံးဝပီပီပင်ပင်ပိုင်ဆိုင်ရတာအဲ့တော့အကိညာဒီအပိုင်းဒီကလေးဘွားတွေရဲ့အကြောင်းကျမငငယ်ရဲ့ကြီးပြင်းလာခဲ့အကြောင်းကိုနားမထောင်ချင်ဘူးစိတ်ဝင်စားဖို့ဆိုရင်ကြော်လိုက်လို့ရပါတယ်ရှင်အဲ့တော့ကျမကို1983ခုနှစ်ဧပြီလ22ရက်နေ့မှာ ကောက်ကရိတ်မျိုးကခလာ69တက်တွင်းသားဖွားခဲမှာကျမမွေးခဲ့ပါတယ်ကျမမိမိကကြောက်ဆရာမပါဖေဖေကတော့စစ်ဖို့ပေါ့နော်အဲ့ဒီတော့ကျမကိုမိမိကဂျာတာပရင်းနေရဘိုင်းနာပါတယ်အဲဒါပေမဲ့ကျမမွေးရအရင်ခက်တယ်သူများတွေလိုရေမမွေးဘဲနဲ့ကျမကိုမမေကသွေးပေါင်တယ်လို့ပြောပါတယ်ကျမတော့သွေးမပေါင်ဘူးတော့မသိဘူးပေါ့နော်အဲ့တော့သွေးပေါင်တာသူကကြာတာပြင်းနေတာဘိုင်းနာတောက်ကြနေတောက်လျှောက်လုံးဝသူမမွေးနိုင်ဘူးမမေကလေ ဟိုရှစ်ခစ်ကမိဘတွေဖိုးဖွားတွေဆိုလိုတာပါသူတို့ကလေတာဝုစနေမွေးချင်ကြအောင်ဒီလားသူတို့အရန်ကြောက်တယ်အဲ့တော့ကျမအမေကကျမကိုကြာတာပြည်နေရဘိုင်းနိုင်တောက်ကြနေတဲ့မှာ तू တနေကုန် तू ရှိတဲ့မြခွန်အားလေးနဲ့ तू ညှစ်ထုတ်နေမှာပေါ့အဲ့ဒါကျမကလည်းမထွက်ဘူးတော့အမေတိတ်ကြောက်တဲ့စနေနေ့မနေ့နေတက်ရတဲ့အချိန်မှာကျမကိုတတွင်းသားဖားကလေးမှမွေးခဲ့တယ်ပေါ့နော်မွေးတာလို့ပြောမယ်ဆိုတဲ့အချိန်မှာကျမရိုးရိုးမမွေးဘူးရှင်အဲ့မှာခေါင်းကထွက်နေပြီ ခေါင်းကတဝက်ထွက်နေပြီဒါပေမဲ့ဆက်မထွက်ဘူးကျမငငယ်တည်းကဖေဖေကပြောဘူးတယ်ဟိုခေါင်းကြီးကြီးလေးနဲ့ခေါင်းကြီးတယ်ပေါ့နော်အဲ့တော့အမေကလည်း तू ကပထမဆုံးတူးမွေးရတယ်ဆိုတော့ तू လည်းသူ့မှာရှိသမျှ तू အားနဲ့ तू ညှစ်နေမခဲ့မှာပေါ့အဲ့ဒီပြောအဲ့ဒီခက်ကလည်းကွာဟိုအခုခက်တယ်လို့ဆရာဝန်ကြီးတွေဈေးဝါးတွေပြည့်စုံတဲ့ခင်မျိုးမဟုတ်ဘူးလေနော် အဲ့တော့တက်ဒရင်းတာဖွားခဲ့မှာတာဖွားဆီယမနဲ့မွေးရတဲ့ကောင်တာဖွားဆီယမရဲ့လည်းညှိခိုင်းတာပဲအဲကျမခေါင်းထွက်လာနေသူတို့ဆွဲထုတ်ကြမှာပေါ့နောက်ပြီးဆုံးဆွဲထုတ်လို့မရတော့ဘာနဲ့လောက်ရလဲဆိုတော့ညက်လို့ပြောတယ်ညက်နဲ့ဆွဲထုတ်ရတယ်နှစ်ယောက်နှစ်ယောက်အဲ့ညက်ကိုလေကျမရဲ့ဒီလိုဒီလိုနဲ့ထင်းနေရ ው လေအဲ့လို ခေါင်းတဝက်ထွက်နေတဲ့နေရာကိုညှက်နေညှက်ပြီးတော့တာဖွားဆရာမညောက်ကနေတခါတည်းဆွဲရတာမဆွဲခင်မှာဟိုတာဖွားဆရာမညောက်မမေပြောတာပေါ့နော်နောက်ဆုံးညှက်လိုက်ပါတော့ကလေးကထွက်တော့မယ်တဝက်ရောက်နေပြီပြောမှာပေါ့အမေကလည်းသူ့မှာရှိတဲ့မြနှစ်ရက်လုံးလုံးသူညှက်တိုင်းအားရတယ်သူတော်တော်ကုန်နေတော့ပြီကွာဒါပေမဲ့သူမနေနိုင်တော့ဘူးလေကွာသူဒီအရသလောက်တော့သူအဲ့မှာရှိတဲ့အားကိုသုံးပြီးအညှက်တာဖွားဆရာမညောက်ကလည်းကျမကိုညှက်နေအဆွဲအချိန်နဲ့ကျမအဲ့ဒီမွေးစင်ပေါ်ကနေပြီးတော့ ငွေစင်အောက်ကတမန်သလင်းပုံပြုတ်ကြတာခွက်ခနေုံနေရတယ်။ဒါပေမဲ့ကျမဘာမှဖြစ်တာမသိလား။ခေါင်းလည်းမကွဲဘူးနော်။အမအာပြဲရှာပဲနဲ့ငွေကလေးကော်တာ။ကျမမတရားအတန်တဲတယ်။အဲ့တော့ကျမငွေရတဲ့ပုံလေးပေါ့နော်။အဲ့လိုလေးငွေခဲ့တယ်။ငွေခဲ့ပြီးတဲ့အချိန်မှာဟိုကျမရဲ့အမေက9ရက်လားမီးထွက်တာ9ရက်မှာထွက်တာလား10ရက်မှာထွက်တာလားတော့မသိဘူး။အဲ့မှာကျမရဲ့အဖွားကိုတဲ့။ကျမကိုသခေါ်တဲ့ထဲတဲ့ဒါတစ်ချောင်းမှာထဲပြီးတော့ တမတ်နဲ့ရောင်းတဲ့။အဲ့တော့ကိုကဟိုပြန်တွေးကြည့်လိုက်တဲ့ခါကျတော့မွေးကလေးကရောင်းခံရတာပဲတိလား။သူတို့ရာလေးဟိုတဦးစနေဆိုလို့ရှိရင်အဲ့လိုအဖိုးဖွားတွေရောင်းရတယ်ပြောတာပဲ။ဘလို့ယူလဲတော့ကျမလည်းမသိဘူးပေါ့နော်။အဲ့ဒါကျမကိုကျမအဖွားကိုစတိတဘောပေါ့နော်။တမတ်နဲ့ရောင်းတဲ့ကျမမွေးကလေးကတမတ်တန်နေပေါ့ကွယ်။အဲ့ဒါနဲ့အဲ့လိုနေရင်းနဲ့ကျမ9လကျော်6လသမီးရွယ်လေးမှာကျမရဲ့အဖေကနေတင်ငန်းကြီးနောင်မှာတိုက်ပွဲဖြစ်ကြတယ်ပေါ့။ တစ်ဖက်ကအဖွဲ့စည်းနဲ့ကျမတို့အဖေဘက်ကနဲ့ဒီ69ကတက်ကဖွဲ့နေတိုက်ပွဲဖြစ်တာအဲ့ဒီတင်ငန်းကြီးနော်စခန်းလေးနာမည်စုံပတိဆိုလားပါလားဖေဖေပြောဘူးတယ်ကျမလည်းစုံပတိလားစုံကလိဆိုလားမသိအဲ့လိုမျိုးအဲ့ဒီစခန်းနဲ့ဟိုဘက်ကတစ်ဖက်ကဖွဲ့ရကြအင်အား290ကျော်မှာအဖေကကြတော့ဒီဘက်မှာအဖေအဖေစခန်းမှာ22ယောက်လား25ယောက်လားအဲ့လိုပဲရှိတယ်အဲ့ဒါကိုဒီစခန်းတစ်ခုလုံးမကြသွားအောင်ဟိုကာကွယ်ရင်းတိုက်ရင်းနေပေါ့နော်အဖေက ညာဘက်တစ်ချမ်းလုံးဘုံဘုံထိပါတယ်တနက်တည်းလည်းထိပါတယ်အဲ့တော့စကန်ဟိုဘက်တစ်ဖက်ကနေနောက်ဆုတ်သွားတယ်ဆိုတဲ့အခါကျမှအဖေကလုံးဝသတိလစ်သွားတာသွေးလုံပြီးတော့လေအဲ့မှာအဖေကိုအဲ့တင်ငန်းကြီးနောင်စကန်နေပြီးတော့ရန်ကုန်မင်္ဂလာလုံစေယုံယူဟယ်လီကော်ပတာနဲ့တည်တယ်ပြောချင်တာအခုမှရှင်ဘာလဲဆိုတော့ကျမရဲ့အမေကလေအဲ့ကျမ6လသမီးရွယ်လေးကိုဖိုက်လက်ထဲကိုနှုတ်မဟုတ်ဘူးနဲ့နှုတ်ဘူးနဲ့ထားပြီးတော့အဖေနောက်လိုက်သွားတာမင်္ဂလာလုံစေယုံမှာတနေ့ကြော်ကြတယ်တည်လား အခုခေတ်စကားနဲ့ပြောမယ်ဆိုလို့ရှိလို့ရှိရင်တော့လင်းထိတ်ထားဆန်ပေါ့နော်အဲ့ကျမအဲ့6လသမီးလေးကိုကျမကိုအမေကနေထားခဲ့တာပေါ့ဖိုက်အေးရဲ့ဖိုက်စီမနုမဘူးလေးနဲ့နုဘူးလေးနဲ့ပေါ့လေအနီးတုပ်လေးနဲ့ပေါ့အဲ့လောက်ချစ်တာအမေကလည်းတလားကျမသာအဲ့ဒီအချိန်တုန်းကကျမမိနေရမှာဆိုရင်ကျမကလေးလေးကိုထားပြီးတော့ ျမအဲ့လိုတော့မလိုက်သွားဘူးရှင့်အမေနဲ့ကျမနဲ့မတူဘူးပေါ့နော်မမေကကြတော့အဲ့ပေါ့လေအဖေကလည်းဟိုဒဏ်ရာကြီးကျယ်ရပြီးတော့သတိလေးမေ့မျောနေတော့လေသူစိတ်ပူလို့ဖြစ်ရင်ဖြစ်မှာပေါ့နော်ဒါပေမဲ့ကျမကတော့အဲ့6လသားရွယ်ကလေးလေးထားပြီးတော့မတော်နိုင်ဘူးအဲ့တော့သားသမီးနဲ့ယောက်ျားနဲ့ဘာလို့ပိုချစ်လဲမေးရင်တော့သားသမီးကိုပိုချစ်တယ်လို့ပြောရမှာပေါ့နော်မမေနဲ့ကျမနဲ့ကတော့မတူဘူးလေအဲ့ဒါနဲ့ အဲ့ခေတ်ကကျမမွေးတဲ့အချိန်မှာကွန်ကရစ်မြို့ကလည်းမအေးချမ်းဘူးကျမဖွားနေပြီးတော့လေဘုံနေကျဲပြီးဆိုတာနဲ့အဲ့ဒီဘုံကိုချင်းနဲ့ဝင်ပြီးတော့ကျမကိုနှုတ်ဖျော်တိုက်ခဲ့ရတယ်အဲ့မှာအဖွားရင်းနှီးမှုတွေလည်းလောင်မှုတွေလက်ကိုတိလာအဲ့လိုနဲ့ဖွားအေးရဲ့ရင်ဝင်ထဲမှာ6လသမီးလောက်ကလေးရနေပြီးတော့ကြီးလာတာပေါ့နော်ကျမအဲအဲ့မှာမပြောချင်လဲဆိုတော့ကျမဆဲတက်တဲ့အရွယ်စပြောမယ် ကျမမြေဆရာမမလားဆရာမဆိုတော့သူကကော့ကရိတ်ကြောင်မှာစာသွတ်တင်ရတယ်ကွယ်တက်ကနေပြော့ကျမကကြတော့ဖွားရကြတော့ကျမကိုအဲ့လိုကျမမိအဖေအဲ့ခြေထောက်ကဒဏ်ရာရတာတွေအကုန်သက်သားကြီးပြန်လာတော့ကော့ကရိတ်တက်ကိုပြန်ရောက်တယ်ပြန်ရောက်တဲ့ချိန်မှာကျမဟွာလို့ရှိပြီပေါ့အာကျမကို6လတည်းကထားခဲ့တာဆိုတနှစ်ကျော်မှပဲပြန်ရောက်လာတာပေါ့ကျမတနှစ်ခွဲကျော်နှစ်နှစ်နီးပါးလောက်မှပဲပြန်လာမှာပေါ့တော်တော်နေနိုင်တယ်နော်အင်းအမေကိုပြောတာပါအဲ့ဒါနဲ့ အဲ့မှာမမေကလည်းကြောင်းဆရာမကွယ်ဖေဖေကလည်းဟိုတက်မှာဆိုတော့တာဝန်ထမ်းဆောင်နေရတယ်ဆိုတော့ဖွားရကျမကိုတက်ကအိမ်မှာတလက်ထိန်းလိုက်ပြီးတော့အဖွားရဲ့အိမ်ကကော့ကရစ်အလေရွာရက်မှာရှိတယ်ကွယ်ဆိုတော့အလေသူ့အိမ်သူပြန်လိုက်ပေါ့အဲ့လိုနေမှာပေါ့အဲ့မှာကျမက၃နှစ်သုံးနှစ်ကျမနှစ်နှစ်ကြော်ကြော်လေးမှာကျမညီမလေးကိုမွေးရမိမိကကျမနဲ့ကျမညီမလေးကနှစ်နှစ်နှစ်လပဲကြွားတယ်အဲ့တော့ ဒီကလေးကျမနေ့နေ့ကြော်ကြော်လေးမှာညီမလေးကိုမွေးတဲ့အခါမှာဟိုဘောပေါ့အာကလေးနဲ့ကောင်းတဲ့အမေကအလုပ်လုပ်ရတော့တော့သူကတိခဲ့မယ်ထင်တယ်ပေါ့နော်အဲ့တော့ဖွားရရဘာလို့လဲဆိုဟိုဘောပေါ့မျိုးရဲအရာနေတက်အိမ်ကိုလိုက်လာလိုက်လာပြီးမီးတွေထိန်ပေါ့သူမီးတွေထဲရမှာပေါ့အဲ့တော့ကျမကိုသုံးနှစ်လောက်မှာတက်တွင်းကွန်ကရစ်ကတက်တွင်းမူဂျိုကြောင်ပို့တယ်မူဂျိုကြောင့်ပူစားမူဂျိုကြောင့်ပူရတဲ့အရွယ်တော့မဟုတ်ဘူးဒါပေမဲ့ကျမကလေငငယ်သေးကလေအရန်စူးစက်နေအရန်ဆက်စုပ်တယ်အရန်တိကျင်တာဟို အဲ့ဒီသုံးနှစ်ပတ်ချလဲအရွယ်လေးမှာကိုကျမမူချိုချားကိုကျမအပျော်သွားတာအပျော်သွားတက်တာကျမကျမအပျော်သွားတက်တာဆိုမြင်ကျမမူချိုရောက်လို့ရှိလို့ရှိရင်အဲ့ဒီမှာမူချိုတက်ကတက်တွင်ကလေးမူချိုကလေးဘာလောက်တာဆမအိပ်ပဲနဲ့ကိုထိုင်ကြည့်ပြီးတော့ကျမမှတ်တာအကုန်လုံးအဲ့မှာမူချိုချားကိုအဲ့လိုနေကင်းတပိုင်းပို့มาပေါ့အမေတို့ကသူတို့လည်းမအားဘူးလေမအားတော့ပို့တဲ့ခါကျတော့ဘယ်လောက်ကြာလဲဆိုတော့မူချိုချားကိုနေကင်းတပိုင်းပို့ရင်ပို့ရင်နဲ့၄-၅လောက်အကြာပေါ့နော် ပြီးတော့အဲ့တော့အဖေကအဲ့တော့တထောက်ဘူကြီးလားမသိဘူး60ခုနှစ်မှာလေအဲ့တော့ဟိုဗာလေဂလောက်ကလက်ဖုံးအနေကြီးစားရှိပြီလေအဲ့မှာတခါကျရုံကနေအဖေရုံပိတ်ရက်တည်းစနစ်တွင်းရဲ့ဆိုဖုန်းလာပြီးဆိုအဖေကထူးတာကိုကျမကြည့်နေရတယ်သိလားကျမကြည့်ပြီးတော့နောက်တခါဖုန်းလာပြီးဆိုကျမအဲ့ဒါ၃နှစ်ကြော်ကြော်လေးကကျမတောက်တက်တက်နဲ့ပြေးဖုန်းသွားကင်ပြီးတော့ကျမဘလို့ထူးတယ်မှတ်တုံးဝါလုံးဝါလုံး အဲ့လိုထူတာဟဲ့တရက်ကကြတော့မူချိုเจ้าမှာ3လလောက်ကျမသွားဆက်စုစိန်လုပ်ရင်းပြန်လဲပြန်လာပြီးတော့အာအမေကလည်းဟိုเจ้าဆရာမလို့เจ้าပြန်လာလို့ရှိရင်တို့သူကိစ္စရလဲရှိမှာဗောတက်ကိစ္စရလဲရှိမှာဗောကွယ်အဲ့တော့ဟိုပုပွင့်လင်းပြောရင်ကျမကိုလည်းအဲ့လောက်ထိကျမဘာလုံးနေလဲအဲသူအဲ့လောက်မကြည့်နိုင်ဘူးထင်ပါတယ်ဖွဲ့ရလဲကျမညမလေးမွေးလာတော့ဖွဲ့ရငငယ်မလေးကိုထိနေရမှာဗောကျမကဘာလုပ်လဲဆိုမှန်ရှိမှာပေပေနေနေထိုင်ပြီးတော့အစဲကျင်တာ တတ်တွင်းမှုသူကကလေးတွေဆဲတယ်လို့ဆဲချင်တာပေါ့ကွယ်တယောက်တစ်ယောက်ပြင်ပြင်ချင်းနေတာအဲ့တော့ငငယ်လေးကကျမကိုယ့်ကိုပြန်တွေးကြည့်တဲ့ခါကျကျမတော်တော်ပြုံးမိရဲ့တိလားဆဲတာတော့မမှန်ရှိထိုင်ပြီးတော့မျက်နာအမူအရာနဲ့ချင်းနေတာနော်ကျမအဲ့မှာကျမအဆဲချင်တာတဲ့အိမ်လုံးဘူးမှမသိလိုက်ဘူးအဲ့မှာကျမဘလို့လို့ဆဲတတ်တာဘလို့တိလဲဆိုတော့ပြောပြမယ်အဲ့မှာဟိုဖေဖေတို့ကကွန်ကရစ်တိုက်ရင်မှာအဲ့ဒီဟိုဟာစနစ်တွင်းကြီးဆလို့ရှိလို့ရှင်အဖေတို့နေတဲ့အိမ်မှာ ဘေးမှာဘူးစင်ကြီးရှိတယ်။အဲ့ဘူးစင်ကြီးမှာကွာဟိုအကအရာရှိကရော်တွေမိသားစုဝင်တွေကောအကုန်လုံးဘူးတိကျော်ကျော်စားကြတယ်ပေါ့အေးတနင်္ဂနွေနေ့လို့မှတ်မိတယ်အဖေကိုပြန်မေးကြည့်တော့တနင်္ဂနွေနေ့တဲ့ဘူးတိကျော်ကျော်စားပြရနဲ့ဘူးတိကျော်တွေကိုဘဲအိမ်ပို့ပေါ့နော်ဟိုတိုင်မှုကရော်အိမ်ဆိုတိုင်မှုကရော်အိမ်ပို့အဲ့လိုအေးခစ်ကပို့ကြတာပေါ့ပြီးရင်ဟိုတက်တွင်းကအေးဆရာကြီးကရော်တွေရဲမေတွေနဲ့အဲ့လိုစားကြပျော်ကြရွှင်ကြပေါ့ကွယ်သူတို့ဒီလိုမျိုးတွေဒီမိသားစုတက်တွင်းမိသားစုဆိုတာတကယ်တော့ဟိုစီးလုံးတာကတော့ အကောင်းဆုံးပေါ့နော်ကျွန်မကလည်းအဲ့လိုမျိုးဒီလိုတကယ်ကိုစီစီလုံးလုံးနဲ့နေခဲ့တဲ့တဲ့ရင်နေမှာကြီးပြင်းခဲ့တဲ့ကလေးပါပြောစရာလည်းတကယ်ကောင်းပါလေကျမအဲ့ဒါကြောင့်အရှိရဗီဒီယိုဖိုင်အချို့တော်တော်များကျမတက်မှာပြောတယ်လို့ကျမပြောခဲ့အဲ့ဒါကျမဒီဘောမှချင်းလည်းမဟုတ်ဘူးเนาะကျမဒီဘောတစ်ခါမှမမဘူးသိလားအဲ့ဒါနဲ့ပြီးလဲပြီးရောအလုံးပြီးလဲပြီးရောအဲ့ဒီမိုးပြဲတဲ့အိုးကြီးနဲ့ကြော်ကြတာပေါ့ကွယ်ဘူးဒီကြော်ကြော်တဲ့အခါကျတော့ အလုံးပြီးလဲပြီးတော့အဲ့မှာသူတို့လည်းအဲ့ဟိုလိုင်းငန်းတွေကဆရာကြီးကတော်တွေစီကျူကတော်တွေရစစ်တီရဲမြေအချက်ကတော်တွေကလည်းသူတို့တေဝမှာပေါ့အဖေကအဖေရဲ့အချင်းကဘာလဲဆိုတော့သူကအမြဲတမ်းအဲ့လိုမျိုးအဲ့မှာဘာပဲလှုပ်ရှားလှုပ်ရှားမိသားစုစီလဝေးအနေနဲ့တက်တွင်းစီယုံနေတယ်ပဲဘာပဲလှုပ်ရှားလှုပ်ရှားသူကဘယ်တော့မှအဲ့မှာမချန်ဘူးသူကအမြဲတမ်းအကုန်ပေးတာအဲ့လိုပေါ့နော်ဟိုအိမ်မှာခြံနာရမယ်ပိုတဲ့ဟာကြီးခြံနာရမယ်ဆိုတော့အဖေအဖေလက်ထက်မှာလုံးဝမရှိဘူးတက်ကုန်ထည့်ပြရထည့်ပြီးတော့ဗာကြံခဲ့လဲဆိုတော့မိုးပြက်တဲ့အိမ်မှာစီပဲကြံခဲ့တယ်အဲ့ဒါနဲ့ကျမကလည်း ဟိုပါပေါ့ကျမအရင်ဆက်စုတက်တယ်လေအဲ့နဲ့ကျမအကုန်လုံးပြန်လဲပြန်သွားအဖေကလည်းသူ့ဟာသူဒီဘူးသီးဟိုဟာတွေပြီးကြော်ပြီးတဲ့ဟာတွေသူတိမ့်ဆဲနေမှာပေါ့အမေကလည်းအိမ်မောကနေပြီးတော့ဟိုညီမလေးကို notes တက်တိုက်တာလားဘာလားတော့မသိဘူးကွယ်အဲ့နဲ့အဲ့ကျမအဲ့မိုးပြဲဒေအိုးနားမှာတယောက်မှမရှိဘူးလူကြီးတွေအဲ့နဲ့ကျမသွားပြီးတော့ကျမဘာလုပ်လဲဆိုတော့အဲ့မှာရောက်ချိုဆုံးနဲ့စီဒီကိုခတ်တော့နေတာဘာစိတ်ကူနေတော့လဲမသိဘူးတိလား အခုချိန်ကျမပြန်စင်းစားကြည့်ရသည်လားဘာစိတ်ကူနဲ့ကျမစီခတ်တော့လည်းမသိဘူးကျမသုံးနှစ်စွန်းစွန်းအရွယ်လေးမှာကျမသိတာဒါတောက်ဆရာလို့ထင်ထင်တာမျိုးဖြစ်မှာပေါ့နော်အဲကျမစီခတ်တော့နေရတယ်ဟိတောက်နေရဘူးသူကမြင်သွားလဲဆိုတော့အမေအမေကနေအိမ်ဘွားနေဆင်းလာတော့ဟာသူ့တမီးခေါင်းကြီးမှာဘာလုပ်နေလဲဆိုသူကြည့်မှာပေါ့ကြည့်တော့ကျမကောင်းကောင်းဘူးတိကြော်ပြီးတော့အဲ့စီကတော့အေးနေပြီပေါ့နော်အားလုံးကြော်လဲကြော်လဲပြီးပြီးအကုန်လုံးလဲကြွေးပြီးပြီဆိုတော့ ဲ့မိုးပြဲဒေအိုကြီးကစီအိုးနောက်ကဘာရဲလုံနေလဲဆိုအမေကကြည့်နေနေကျွန်မအမတော်တစ်ခုပြီးတစ်ခုခတ်တော့နေရမြင်တော့အမေကဂမန်းကရန်အိမ်ပေါ်ကနေဆင်းပြေးတာအဲ့ရမှတ်မှတ်မိတာဟိုဟိုဟာလေးပြင်တောင်အိမ်လေးလှေကားလေးနဲ့အခြေခံအမြင့်လေးဘာလို့ဆိုကျွန်မဟိုငငယ်တော့ကဓာတ်ပုံအဲ့တက်မှာကော့ကရိတ်တက်ကအိမ်ပုံလေးကြီးကျမငငယ်ရွာဟိုကျမအဖွာကျမကိုမြက်ခုံးမွေးကိုပါလဲမိသွေးကနဲ့ဆွဲတဲ့ပုံလေးအစားကျမမဲ့အယ်ဘန်နေရှိတော့အဲ့ဒါလေးကိုကျမ ပြန်ကြည့်နေမှတ်မိတာပေါ့နော်အကိုမသိတာလဲမမှတ်မိတဲ့ဟာလေးလေဖောက်အမေကိုလည်းမေးအဖေကိုလည်းမေးအဖောက်ကိုလည်းမေးခဲ့တာဟုတ်တောက်လျှောက်ဆိုတော့အဲ့နဲ့အမေကနေပြီးတော့ဟဲစီခတ်တော့ရသလားပေါ့စီဆိုတော့တောက်เสียလားဆိုပြီးပြောလဲပြောလိုက်ကုန်တဲ့ကျမဖတ်ခနဲ့ဆဲပလိုက်တာလေမူကြောင့်ခလေးတွေဆဲတာကိုသုံးလလလုံးကြည့်ပြီးတော့မှအိမ်ကမှန်ရှေ့မှာကျင့်လာတာတအိမ်လုံးတရားမသိဘူးကျမအဆဲကျင့်တာကျမဆဲလိုက်တာပေါ့ကွယ်၃၅ပေါ့အဲ့လိုဆဲလိုက်တော့ အမေကတခါဘာပြောကျမပေါ့ဖတ်ခနဲ့ချထလိုက်ခွဲဟေးတိလားဖတ်ခနဲ့ချထလိုက်တဲ့ခါကျတော့ကျမဘာပြောစဉ်းသွားတာလေအမေကသူရိုက်ပြီးပြီးဖြစ်မှာပေါ့ကျမလည်းအံ့ဩတယ်တလားကျမအမေကိုလေကိုရိုက်ပြီးကလေးတစ်ယောက်ကဒီရိုက်ထားခဲ့လို့ရသလားစောက်ကြည့်ဖို့လို့လားဆိုတော့ကျမမသိခဲ့ဘူးတိလားကျမကဘယ်ရောက်လဲဆိုအော်အိမ်ကကျမတို့အိမ်မှာအဖွားမရှိဘူးအဖွားကဟိုမှာအေးအဲ့ဒီအလေရရက်ကသူ့အိမ်မှာမှတ်မိပြီအဲ့တော့ကျမက ကျမကိုပါချထလိုက်ကောတဲ့အမေကသူ့ဆဲလို့ပေါ့နော်၃၅လို့ဆဲထလိုက်လို့အမေကပါရဲလိုက်ပြီးတော့သူ့အိမ်မတက်သွားမှာပေါ့တက်ပြီးညီမလေး